အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမဒီနေ့ဖက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဗုဒ္ဓဘာသာဝင်တိုင်းတည်တင်သောတိမဲ့ဖွယ်ရာများဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဗဟုသုတရပွဲတင်ဆက်ဖက်ပြပေးခြင်းတာပဲဖြစ်ပါရရှင်ဗုဒ္ဓဘာသာဝင်စစ်မှန်ရင်တော့ဒီအကြောင်းအရာလေးတွေကတော့တိကိုတိတိုက်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါရရှင်ဗတ္တကဘာတွင်ပွင့်တော်မူသောဖရာငါးစုက ကကုတံမြတ်စွာဘုရားကောနာကုံမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားအရိမိတ္တယမြတ်စွာဘုရားနောင်ဖွင့်တော်မူမီ သာသနာတော်၃ရက်က ပရိယတ္တိသာသနာ ပိဋကတ်စာပေသင်ကြားခြင်းပလိပတ္တိသာသနာတရားတော်နှင့်အညီချင်းချင်းပရိဝေဒသာသနာထုံးထွင်းသိမြင်ခြင်းတို့ပဲဖြစ်ပါတယ်။ယတနာ၃ပါးဖရာတရားတန်ကဂေါတမမြတ်စွာဘုရားနှင့်ပတ်သက်၍တည်တင်သောအချက်များမြတ်စွာဘုရား၏ဖာကမီတော်အမိတုတ်တော်သနာမင်းကြီးမြတ်စွာဘုရား၏မေတော်အမိတိတိမဟာမာယာဒေဝီမြတ်စွာဘုရား၏မွေးဖွားရာသတိကပိလဝတ်မြတ်စွာဘုရား၏ငယ်နမီတိတ်တရမင်းသားမြတ်စွာဘုရား၏ကျင့်ရတော်ရတ္တရာမြတ်စွာဘုရား၏ သားတော်ယာဟုလာမြတ်စွာဘုရား၏ဖွားဖက်တော်ခဏယောက်ကတော့ ဇန္နာအမတ်ကန္နကမြင်းကာလူတာကြီးအမတ်ရွှေဦးကြီးလေးလုံးညီတော်အာနန္ဒရတောရီယာဘောရီညောင်မင်းတို့ပဲဖြစ်ပါတယ်။တန်ဝေဇနီးရလေးဌာနမြတ်စွာဘုရားဖွားမြင်သည့်ဤရဲ့လုံမဏီဥယင်ဘုရားဖြစ်ရောက်တော်မူသောနေရာဗုဒ္ဓကာယဓမ္မစက်ကြာတရားဦးဟောတော်မူသောနေရာမိဂရာဝုံတော်ပရိနိဗ္ဗာန်ပြုသောနေရာကတော့ခုတည်နိုင်အောင်ပဲဖြစ်ပါတယ်ရှင်။တတဌာနခုနှစ်ပါ၁။အောင်မြင်တော်မူသောဗောဓိညောင်မင်း၏အရှိမြောက်တလန်းကွာရွှေပလင်ဌာန၂။ဗောဓိပင်၏ ီမြောက်ဘက်ဆက်လန်ကွာဌာနအနိမိတာအယံ3ဘောဓိပင်နှင့်အနိမိတာအကြာနှစ်လန်ကွာဌာနယတနာဆက်ကြံ4ဘောဓိပင်ဤအနောက်မြောက်15လန်ကွာယတနာကာယရွှေအိမ်၅ဘောဓိပင်၏အရှိ32လံကွာအစပါလာစိတ်ကြောင်းမြောင်းပင်နံပါတ်6ဘောဓိပင်၏အရှိတောင်း15လံအကွာမုံစလိနန္ဒအိုင်ဝဲနဂါးပားပင်အောက်ဌာနခွန်ဘောဓိပင်၏တောင်ပတ်17လံအကွာနင်းလုံးမီရက်တူပဲဖြစ်ပါရဲ့ရှင် ဖယားကုံတော်ကိုပါအရဟံပူဇော်ခံအထူးခံယူတံမူလိုက်တော်ဂုံ တမန်တမုတ်တော်အလုံးစုံသောတရားအပေါင်းကို သိမြင်တော်မူသောဂုံဝိဇ္ဇာသရဏတမန်တော်ဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးသရဏတရား၅ပါးတို့နှင့်ပြည့်စုံတော်မူသောဂုံသူကတော်ကောင်းသောစကားကိုသာဆိုတော်မူသောဂုံလောကဝိတုလောက၃ပါးကိုတည်တော်မူသောဂုံအနုတ္တရပုရိသဓမ္မတာရတိမယင်ကြီးသော လူနတ်မြမာတတဝါတို့ကိုယင်ကြီးအောင်ဆုံးမသောဂုံတတာဒီဝမနုဿာနံနတ်လူတို့၏ဆရာဖြစ်တော်မူသောဂုံဘုဒ္ဓတစ္ဆာ၄ပါးကိုတည်တော် ်မူသောဂုံဘဂဝါဘုံတော်ချုပ်ပါးနေပြည့်စုံတော်မူသောဂုံလိုပဲဖြစ်ပါရဲ့ရှင်တရားကုံတော်6ပါး1 ွက်ခါတော့တရားတော်ဤအစအလယ်အဆုံးကောင်းသောဂုံနှင့်တနည်းနီကောချီးမွမ်းအပ်သောမတ်ပညာဖြင့်ကိလေသာကိုအောင်းတတ်သောဂုံ၃အကာလီကောအခမလင့်ကောင်းကျိုးချမ်းသာပေးတတ်သောဂုံ၄အေဟိပတိကော လာလဲရှုလဲဟူ၍အစီရင်ခံကိုခံထိုက်သောဂုံ၅ဩပါနီကော စိတ်နှင့်မခွာဘဲစောင့်ခြင်းငါထိုက်သောဂုံ၆ပစ္စည်းတံဝေဒီတပ်ပေါ်ဝင်းညူဟီပညာရှိတို့ဤစိတ်၌တိအပ်ခန်းစားအပ်သောဂုံလိုပဲဖြစ်ပါရဲ့ရှင်တန်ခါဂုံတော်၉ပါး တိတုပလိပံသောသိခာချင်းဝိတုကိုကောင်းစွာကျင့်တော်မူသောဂုံနှင့်ဥစုပလိပံသော တိတ်ခါချင်းဝင်တွေကိုဖြောင်းမဆွာကျင်တော်ကုန်၃ညာယပလိပန်တော်နိဗ္ဗာန်၏အကျိုးငါကျင့်တော်မူတော်ကုန်၄တာမေးစီပလိပန်တော်အယောသူပြုထာအောင်တိတ်ခါတို့ကိုယိုသေးထိုက်တော်ကုန်၅အာဟုနေရောအဝေးမှဆောင်၍တိလဝင်နာတို့အားလူအပ်တော်ပစ္စည်းကိုခံယူတော်မူတိုက်တော်ကုန်၆ပါဟုနေရောချစ်ခင်နှစ်အပ်တော်ဧည့်သည်တို့အဖို့စီရင်ထားသောမြတ်တော်အလူကိုခံတော်မူတိုက်တော်ကုန်ခွန်ဒက်ခိနေရောတမလွန်လောကကိုယုံကြည်၍ပေးအပ်တော်မြတ်တော်အလူကိုခံတော်မူတိုက်တော် ကုံရှေ့အီစလီဂရနီယောကောက်မှုကိုလိုရှိသူတို့လက်အုပ်ချီ၍ရှိခိုးခြင်းကထိုက်တော်မူသောကုံကိုအနုဒရံပုံရခက်တံကောက်မှုတည်ဟူသောမျိုးစည်းတို့ကို စိုက်ပြူရလဲမြေကောင်းတဲ့ဘွယ်ဖြစ်သောကုံတို့ဝယ်ဖြစ်ပါရဲ့ရှင်။ အနှစ်၃ပါးကဒါနသီလဘာဝနာပစ္စည်း၄ပါးကစွမ်းစေသင်္ကန်းကျောင်းလိုပဲဖြစ်ပါတယ်။စီမီကက်လူချင်းအကျိုး၂ပါးက၁ပဂရိမျက်စီကြည်လင်ခြင်း၊၂ဉာဏ်မျက်စီကြည်လင်ခြင်းလိုပဲဖြစ်ပါတယ်။စွမ်းအကျိုး၅ပါးအာယုအသက်ရှိခြင်း၊ဝနအစင်းလှခြင်း၊ဒုက္ခချမ်းသာကြည်ခြင်း၊ဗလခွန်အားကြည်ခြင်း၊ပရိဘာနဉာဏ်ပညာကြည်ခြင်းလိုပဲဖြစ်ပါတယ်ရှင်။ပန်းလူရသည့်အကျိုး၃ပါးရုပ်ရည်လပါသည်၊ခန္ဓာကိုယ်တန်ရှင်းစင်ကြယ်စေသည်၊ဂရင်း အနှံ့ဝေ့ကြည်စေပါသည်။တီလာရှိသူရရှိနိုင်သောအကျိုးငါးပါး၁စီးစိမ်ဥစ္စာရရှိနိုင်ပါတယ်။၂ကုံတရင်ကြော်ကြားနိုင်တယ်။၃တင့်တင့်တဲတဲနေနိုင်တယ်။၄မတွေ့ဝေပဲတည်ရမယ်။၅တည်ပြီးနောက်ကောင်းသောဘဝရောက်နိုင်ပါတယ်။တရားနာခြင်းဤအကျိုးငါးပါး၁မကြားဘူးသော ထုံနီးပုံစံတရားတို့ကိုကြားရခြင်း၂ကြားဘူးသော တရားကောင်းကို အဖန်တလဲလဲမှတ်မိနိုင်အောင်ကြားရခြင်း 3ယုံမားတန်လျာကိုဖြောင့်နိုင်ခြင်း4အယူဝါဒကိုဖြောင့်မတ်စွာယူနိုင်ခြင်း5တရားယုံကြည်သောစိတ်တိုးပွားစေခြင်းပဲဖြစ်ပါရဲ့ရှင်မြစ်တာအချိုးဆက်တပါချမ်းသာစွာအိပ်ရသည်ချမ်းသာစွာနိုးရသည်မကောင်းသောအိမ်မက်မမြင်လူနဲ့ချစ်ခင်တနာသည်ဘေးလူအောင်နတ်တို့ကဆောင်မသည်မိမလောင်နိုင်ဓာလက်နဲ့မထီနိုင် အစိတ်နဲ့မတီးနိုင်မကောင်းသောစိတ်ပျောက်သည်မျက်နှာအစင်းလာသည်မတူ၏ပဲတည်၍ပြမပြီတို့ရောက်ပါတယ် တိခန့်ခြင်းအကျုံ၅မျိုးလူအများချစ်ခြင်းရန်ငင်းခြင်းအဖြစ်နေခြင်းမတွေ့မဝေတရားခြင်း သူဂတိဘဝသူလာရခြင်း အပယ်၄ပါးကငရဲတရိษံပိတ်တာအတူရကယ်လို့ပဲဖြစ်ပါတယ်ကတ်၃မှာဒုပိတ်ကန္နရကတ်ငတ်မှုအပေးကြောင့်ပျက်စီးသောကတ်တတတန္တရကတ်လက်နက်ပေးကြောင့်ပျက်စီးသောကတ်ယောဂကန္နရကတ်ယောဂပေးကြောင့်ပျက်စီးသောကတ်ပဲဖြစ်ပါတယ်ရှင်ရက်ဖြစ်ရှိပါ ငရဲချမ်းသာမှုကို အလင်းမရှိသောအယံတရိษံနိဗ္ဗာန်နှင့်ဖီလာမိုးကိုကြည်ပြီးသောတတဝါပိတ်တာကိုလက်အင်္ကမမြတာသောတတဝါအတုရကေခန္ဓာကိုယ်တစ်ပါးသာရှိ၍အတ္တနံမရှိသော ပြမဘုံ ပြစ်စင်နရိယရဏသုံးပါးမတိမရှိသောတောကျုံအောင်ကြအယံမိစ္ဆာဒိဋ္ဌိမှားသောအယူအဆရှိသောလူမျိုးစုဝီကလင်နရိယသစ္စာလေးပါးတရားကိုနာကြားရတော်လဲနားမလည်နိုင်သောပညာဉာဏ်မရှိသူဗုဒ္ဓသူညောတိဟိတုကအတိလင်မာနှင့်ပြေဆုံးတော်လဲဖျားပွင့်သောကာလနှင့်လွယ် ဤလူဖြစ်ရခြင်းလိုပဲဖြစ်ပါတယ်။ရန်သူမျိုးငါးပါးကရေမီမင်းဆိုတခိုးပချိမနစ်တက်တော်သူတို့ပဲဖြစ်ပါတယ်ရှင်။ဝိပ္ပတိတရားလေးပါဝိပ္ပတိဖောက်ပြန်ချုပ်ရင်းခြင်း၁ ဂတိဝိပတိအပယ်လေးပုံလူ၌ဖြစ်ရခြင်း၂ဥပတိဝိပတိရုပ်စင်းအင်္ဂါဥပဒေချို့တဲ့ခြင်း၃ကာလဝိပတိခိပြက်ကာလပြက်မင်းဆိုးမင်းယုတ်တို့အုပ်ချုပ်သောကာလ၌ကြုံရခြင်း၄ပယောဂဝိပတိအတိလိမ်မှာဉာဏ်ပညာမရှိတတိဝရိယမရှိ၍လုံမကင်မှာအဖြစ်များကိုသာကျူးလွန်မီယဉ်ကျေးလို့ပဲဖြစ်ပါရဲ့ရှင်ယဒနာ၁၅ပါး ညာတိပြဒနာဆွေမျိုးညာတိတို့တကြေပျက်စီးခြင်းနှင့်ဘောဂပြဒနာရာထူးကုန်သိန်းစီစဉ်ဥစ္စာရှောကြပျက်စီးခြင်း၃ယောဂပြဒနာ အနာယောဂနှိမ့်ဆက်ပျက်စီးခြင်း၄တိလပြဒနာအချင်းတိလပျက်စီးခြင်း၅ဒိဋ္ဌပြဒနာအယူဝါဒလွဲမှားပျက်စီးခြင်းတို့ပဲဖြစ်ပါရဲ့ရှင်ကိလေသာ၃ပါးလောဘဒေါသမောဟကာလ၃ပါးအတိတ်လွန်လေပြီးသောကာလပြစ္ဆုတ်ပန်လက်ရှိကာလအနာဂတ်နောင်ကာလ အဂတိတရား၄ပါးဆန္နဒေါသဘယမောဟမျက်မှောက်ပျက်စီးခြင်းအကြောင်းတရား၃ပါးအဋ္ဌိဒုဋ္ဌမိမလိမ့်စားခြင်းသူရာဒုဋ္ဌတေကျေတောက်စားခြင်းအခါဒုဒ္ဒလောင်းကစားခြင်းတရဏဂုံပြည့်ရသောအကြောင်းတစ်ပါးကတော့မိစ္ဆာဒိဋ္ဌိအယူကိုပြောင်းယူခြင်းတည်ဆုံးခြင်းတို့ပဲဖြစ်ပါရဲ့ရှင်။ကံသုံးပါးကာယကံကိုဖြင့်ပြုခြင်းဝစီကံနှုတ်ဖြင့်ပြုခြင်းမနောကံ စိတ်ဖြင့်ပြုခြင်းတို့ပဲဖြစ်ပါရဲ့။ ကာယကံသုံးပါးပါဏာတိပါဒသူအတတ်တတ်ခြင်း အရိဏဒါနာသူဥစ္စာခိုးယူခြင်းကာမေတုမိစ္ဆာစာရာသူတစ်ပါးသားများအားပြမကျူးလွန်ခြင်းတို့ပဲဖြစ်ပါရဲ့ရှင် ဝစီကံလေးပါမူတာဝါရာမဟုတ်မဟန်သောပိတုနာဝါစာချောပြေကုန်းတိုက်သောအစကားပြောခြင်းဖရုတာဝါစာကြမ်းတဲ့သောဆေးရီစကားပြောခြင်းတမပဖလာတိမ်ပြင်းသောစကားအနစ်မဲ့သောစကားပြောခြင်းမနောကံသုံးပါအဘိစာသူတစ်ပါးပြည့်စည်ကိုမတရားကြံစီခြင်းပြာပါဒသူတစ်ပါးပြည့်စည်အောင်ကြံစီခြင်းမိစ္ဆာဒိဋ္ဌိအယူမှားခြင်းတို့ပဲဖြစ်ပါရဲ့ အာယုံ6ပါးကာမဂုံတရားများတိယူပါယုံအစင်းအာယုံနှင့်တရာယုံ အတိအာယုံ၃ခန္ဓာယုံအနံ့အာယုံ၄ယတာယုံအယတာအာယုံ၅ဖောတပအာယုံအတွေ့အာယုံ၆ဓမ္မယုံတရားသဘောအာယုံလို့ပဲဖြစ်ပါရဲ့ရှင်ပိဋကတ်၃ဘုံတုတ်တန်ဝိနည်းအဘိဓမ္မာစေတနာ၃တန်ပုပ္ပကျူတင်စေတနာမုစပြူစဲစေတနာပရဖြူပြီးစေတနာတို့ပဲဖြစ်ပါတယ် လောကပါလာတရားနာပါလောကကိုစောက်ရှောက်သောတရားခီဝီအဖြစ်မကင်းသောအမှုမကောင်းမှုပြုလို့ရမည်ကိုရှက်ခြင်းအောတပအဖြစ်မကင်းသောအမှုမကောင်းမှုပြုလို့ရမည်ကိုကြောက်ခြင်းလိုပဲဖြစ်ပါလေရှင် လောကသုံးပါတတလောကလူတရဝါများဤလောကတင်္ခါရလောက ဖြစ်ပျက်ပြုပြင်လောက၃ဩကာသလောကရှိရှိသမျှလူတရဝါအလုံးရှိသောလောကပြမစိုးတရား၄ပါးကတော့မေတ္တာတရားဒိယုနာတရားမုဒိတာတရားဥပိ္ပခာတရားတို့ပဲဖြစ်ပါတယ် တံပတ္တိတရား၄ပါးကာလတံပတ္တိခေခါကောင်းနေကြုံတွေ့ရခြင်းဂရိတံပတ္တလူဘဝနတ်ဘဝကဲ့သို့ကောင်းသောဂရိနေကြုံတွေ့ရခြင်းဥပရိတံပတ္တိခြေလက်အင်္ဂါညီညာပြည့်စုံခြင်းရုပ်ရည်ယူပကာတင့်တယ်ခြင်းပယောကတံပတ္တိကာယကံဝစီကံမနောကံကံသုံးပါးဖြူစင်ကောင်းမှုရှင်တွေပဲဖြစ်ပါလေရှင် သမ္မတရား၄ပါးမျက်မှောက်ကြီးပွားကြောင်းတရား၄ပါး၁ဥဌာဏသမ္မတထကြွလုံလဝရိယနှင့်ပြည်စုံမှု၂အရခသမ္မတစောင့်ရှောက်ခြင်းနှင့်ပြည်စုံမှု၃ကရာဏကလျာဏမိတ္တသမ္မတမိတ်ဆွေကောင်းရှိမှု၄ တမစီဝိတတမရာညတာစာအတ္တမွေးမှုလိုပဲဖြစ်ပါရဲ့ရှင်ခန္ဓာ၅ပါးယူပခန္ဓာဝေဒနာခန္ဓာတင်္ခါရခန္ဓာတညာခန္ဓာဝိညာဏခန္ဓာတို့ပဲဖြစ်ပါရဲ့တစ္ဆာ၄ပါးဒုက္ခတစ္ဆာတမှုရိယတစ္ဆာနိရောဓတစ္ဆာမဂ္ဂတစ္ဆာမတ္တရား၄ပါးသောတာပတ္တိမတ်တရာဂံမတ်အနာဂံမတ် အရဟတ္တမတ်တို့ပဲဖြစ်ပါတယ်။ဇေဒီလေးမျိုးက၁ဓာတုဇေဒီ၊ဘုရားရှင်ဤတတ်တော်များထာပနာတော်ဇေဒီ၊၂ဓမ္မဇေဒီ၊ပိဋကတ်သုံးပုံတရားစာပေများ၊၃ဥဒိတဇေဒီ၊ဘုရားရှင်ကိုရည်မှန်းထုလုပ်ထားသောရုပ်ပွားတော်ရက်ပုံ၊လျောင်းပုံ၊ပုံတော်များ၊၄ပရိဘောဂဇေဒီ၊ဘုရားရှင်ဤအတုံးဆောင်ဖြစ်သောတပိတ်သင်္ကန်းစသည်တို့ကိုထာပနာထားသောဇေဒီ၊ဘောဓိပင်တို့ပဲဖြစ်ပါတယ်ရှင်။ဥပတမင်းလေးမျိုးဗေဒဥပေ သဘောထားအယူဆကွဲလွဲအောင်သွေးတိုးတက်လျိုသည့်နီလန်နှင့် ဓာတ်ခုဥပေထောင်ချခြင်းအချုပ်ချခြင်းစသောဒဏ်ခတ်သည့်နီလန်၃တာမဥပေယင်းဤအောင်ပေါင်းသင်းဆက်ဆံခြင်းကိုပက်ပါအောင်ဖြောင်းပြပြောဆိုစီယုံခြင်းနီလန်ဒါနဥပေပေးကမ်းခြင်းနီလန်တို့ပဲဖြစ်ပါရဲ့ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါရဲ့ရှင်။နားဆင်ပေးကြတဲ့ပိတကြီးအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ခဲ့ရတဲ့အကြောင်းကတော့ဗုဒ္ဓဘာသာဝင်တိုင်းတည်တင်သောအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့တိမတ်စရာလေးတွေကို တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဖူးသုတအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့စောက်ကြီးအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်အကြောင်းအရာတွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း notify bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်နောက်ဆက်ပြီးကြတဲ့ပရိသတ်ကြီးများအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဖူးသုတများတိုးပွားကြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်